ဟုတ်မနက်တငယ်ချင်းနေကျွန်တော်တို့ပြောရရင်တော့တကယ်ကိုတစ်သေးပြည့်မွေးကနန်းပေါ့နော်စိတ်ချလက်ချနဲ့စားတော့မွေးပါမင်းကခုနှစ်ရက်သားသမီးများအားလုံးကိုအကျိုးပြုစေခြင်းလို့ဒီမွေးကနန်းကိုတော့ရောင်းမစားဘဲနဲ့ကျွန်တော်လိုင်းပေါ်ကတငယ်ချင်းတွေကိုတင်ပေးလိုက်ပါမယ်နော် တော့ဒီ24ချိန်မှာနှစ်ချိန်ဒါကလေးနာတကြောလုံးမှာလေးကပဲရှိပါတယ်နော်ဒီမှာတကက်ဒီမှာတကက်ဒီမှာတကက်ဒီမှာ3ဒီမှာတကက်ပေါ့နော်ကလေးနာတကြောလုံးမှာ24ချိန်မှာနှစ်ချိန်လို့ဖြစ်တာဒီလေးကပဲရှိပါတယ်နှစ်ထိတ်လို့မကြခင်မှာသူ့ရဲ့တူညီမှုလေးတွေကသူကအရင်ရိုက်ခဲ့ပါလေနော် သူညီမူလေးတွေကဘလို့ရင်ရိုက်ခဲ့လဲဘလို့ရင်ရိုက်ခဲ့တယ်လဲဆိုရင်ပေါ့နော်ဒီ၃ညင်ရင်၅ချိန်ရင်ခုနှစ်ချိန်ရင်ပေါ့နော်ပရိတ်လေးပရိတ်၆ပရိတ်၃ဒီပရိတ်၃ခုရပေါင်းလမ်းခု၃လို့ရိုက်ပြီးတာအဲ့လိုရိုက်ခဲ့တယ်ပေါ့အဲ့လိုရိုက်ပြီးတော့မှဒီ24ချိန်မှာနှစ်ထိပ်လို့ရိုက်တာဒုတိယကမှလည်းဒီ၃ချိန်၅ချိန်ခုနှစ်ချိန်မှာ ရိတ်ရှိပရိတ်ကုန်ပရိတ်ရှိပရိတ်သုံးခုရဲ့ပေါင်လိုက်သုံးလို့ရိုက်ခဲ့ပြီးမှ24ချိန်မှာနှစ်ထိတ်လို့ရိုက်တာတတိယကမှာလည်းပဲဒီ3ချိန်5ချိန်9ချိန်မှာပေါ့နော်ပရိတ်ရှိပရိတ်ကုန်ပရိတ်ရှိပရိတ်သုံးခုရဲ့ပေါင်လိုက်သုံးလို့ရိုက်ပြီးမှဒါ24ချိန်မှာနှစ်ထိတ်လို့ရိုက်တာနော်ဒီခုနှစ်တောင်ညာကိုနှစ်ထိတ်မှာလည်းပဲပေါ့နော်အဲ့ဒီနေ့တည်းက3ချိန်5ချိန်9ချိန်မှာ ဘရိတ်ကွန်ဘရိတ်လေးဘရိတ်နှစ်ဘရိတ်သုံးခုရပေါင်းလိုက်သုံးခုရိုက်ပြီးတော့မှ24ဒီမှာနှစ်ထိတ်လို့ရိုက်တာဒါဒီလေးကရဲ့တူညီမှုပေါ့နော်အဲ့လိုဖြစ်ပြီးတော့သူကရှေ့ပေါင်းရှင်းနဲ့ရှေ့ပေါင်းခွန်ဒီငါရှေ့ပေါင်း6နဲ့ရှေ့ပေါင်း8ဒီလေးငါလေးရှေ့ပေါင်းလေးနဲ့ရှေ့ပေါင်း9ဒီ3ငါလေး3 ရှေပေါင်းရှင်းနဲ့ရှေပေါင်းလေးဒီနှစ်ငါးလေးသုံးနှစ်ဆိုတဲ့ဖြစ်စဉ်ကလည်းဖြစ်ခဲ့ရသေးတာကျွန်တော်တို့မွေးကနန်းရိုက်မှာကအဲ့ဒီငါးလေးသုံးနှစ်ကိုအဲ့ဒီငါးလေးသုံးနှစ်ဖြစ်စဉ်ကိုမွေးကနန်းရိုက်မှာပေါ့နော်အဲ့ဒီငါးလေးသုံးနှစ်မွေးကနန်းဖြစ်စဉ်ကတော့ဒီငါးကြိမ်နော်ငါးကြိမ်ခုနှစ်ကြိမ်ကိုးကြိမ်နေမှာပေါ့ ငါးကြိမ်ခုနှစ်ကြိမ်ကိုးကြိမ်တွေရဲ့ break တွေကသူက၅လေး၃နှစ်လို့ပြန်ဖြစ်ရမှာ break တွေ break ရှိ break 6 break 3ခုရဲ့ပေါင်းလာ၅အဲ့လိုရိုက်ပြီးမှနှစ်ထိပ်လို့ရိုက်တာငါးပြီးတော့၄ပေါ့နော် break နဲ့ break 3 break 6 break နဲ့ break 3 break 6နှစ်3ခုသည်၄ break 3ခုရဲ့ပေါင်းလာ၄လို့ရိုက်ပြီးမှ24ကြိမ်မှာနှစ်ထိပ်လို့ရိုက်တာ မားပြီးတော့လေလေးပြီးတော့တုံးပေါ့နော်တတရားကမှာဘရိတ်ရှိဘရိတ်ရှိဘရိတ်ခွန်ရှစ်ရှစ်ခွန်ဘရိတ်သုံးခုရပေါင်းလိုက်တုံးဘရိတ်သုံးခုရပေါင်းလိုက်တုံးလို့ရပြီးတော့မှ24တွေမှာနှစ်ထိတ်လို့ရိုက်တာငါးလေးတုံးပြီးတော့လေးကမ်းမြောက်မှာနှစ်ပေါ့နော်ဘရိတ်တစ်ဘရိတ်လေးဘရိတ်ခွန်ဘရိတ်တစ်ဘရိတ်လေးဘရိတ်ခွန်ဒီနှစ်ငါးလေးတုံးနှစ်လို့ရိုက်တယ်အဲ့လိုရပြီးမှ24ချိန်မှာနှစ်ထိတ်ကကြာတာ အဲ့ဆိုရင်ကျွန်တော်ရဲ့တငယ်ရင်းနေခုနကကျွန်တော်တို့ရိုက်တဲ့9 4 3နေကနှစ်ခါရိုက်ကြတာပေါ့နော်ဒီရှေပေါင်းတစ်ခုရဲ့ပေါင်းလိုက်9ရှေပေါင်းတစ်ခုရဲ့ပေါင်းလိုက်4ရှေပေါင်းတစ်ခုရဲ့ပေါင်းလိုက်3 9 4 3ရှေပေါင်းတစ်ခုရဲ့ပေါင်းလိုက်4ရရှေပေါင်းတစ်ခုရဲ့ပေါင်းလိုက်2 9 4 3 2တစ်ထိပ်သုံးခုရဲ့ပေါင်းလိုက်5ပရိတ်သုံးခုရဲ့ပေါင်းလိုက်၄ပရိတ်သုံးခုရဲ့ပေါင်းလိုက်၃ပရိတ်သုံးခုရဲ့ပေါင်းလိုက်၂ 943နှစ်အဲ့မှာအဲ့လိုတွေရပြီးမှ24ချိန်မှာနှစ်ထိတ်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 လို့ကလင်နာတကြောလုံးမှာဒီ၄ခက်ကစားခဲ့တာပေါ့နော်အဓိကအဲ့ဒီ943နှစ်ကိုနော်943နှစ်ကိုရိုက်တဲ့ချိန်မှာဒီတစ်တင်ငါဒီခွန်း ည်3148 4148 989 8669 8662 3ည989 3ဆိုပြီးတော့လဲသူရိုက်ခဲ့ပါလေနော်အဲ့ဒီ989 3ညဟုတ်တယ်နော်ဒီဒီခွန် ခွန်ရှိကိုတုံညာနော်အဲ့ဒီခွန်ရှိကိုတုံညာဟုတ်သူက၅လေး၃နှစ်နဲ့ပြန်ပေါင်းပါပေါ့နော်အဲ့ဒီ၅လေး၃နှစ်နဲ့ခွန်ရှိကိုတုံညာခွန်ရှိကိုတုံညာလုံးပိုင်းကိုပရိင္းပရိလေးပရိ၃ပရိနှစ်နဲ့ကျွန်တော်တို့ကပြန်ကစားမှာပရိ၅နဲ့ပြန်ကစားဖို့အတွက်ကျွန်တော်လာပြီနော်ခွန်လေးလေး ပြိငါ၄ဘူးပြီးတော့၃ဘူးပေါ့နော်၈၃၃အဲပြိငါပြိ၄၄ဘူး၃ဘူးပြီးတော့၂ဘူးပေါ့နော်အဲပြိ၃ပြိငါပြိ၄ပြိ၃၄ဘူး၃ဘူး၂ဘူး၁ဘူးနဲ့ตรงนั้นติดๆเนาะ4 4อ่า633อ่า နှစ်နှစ်အာ၃ညတစ်တစ်အာ၅၄၃နှစ်ခုနကျွန်တော်ရိုက်ပြတဲ့ပရိန်၅၄၃နှစ်ဖြစ်စဉ်ပရိန်၅ပရိန်လေးပရိန်၃ပရိန်နှစ်ဆိုတဲ့ဖြစ်စဉ်နဲ့ကျွန်တော်တို့ကရိုက်တာဒီနှစ်ဆိုတာဒီနော်တင်ချာတင်ချာရဲ့သဘောတရားမှာဒီနှစ်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 ဆိုတာလေးဒီနှစ်ဆိုတာတူညီမှု ကိုကိုစားပြုတာနှစ်ဆိုတာတူညီမှုကိုကိုစားပြုတယ်ပြီးတော့ဇုံတွဲကိုနော် စုံတွဲသဘောမျိုးပေါ့ပုံမှန်ဇနီးမောင်နှံပေါ့တွဲရဲ့ပေါ့နော်အဲ့ဒါအတူပေါ့နော်နှစ်ဆိုတာအတူကိုစားပြုတာပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့က၄ပူ၃ပူနှစ်ပူ၁ပူ ਨੇ ခုနကကျွန်တော်ရိုက်ပြတဲ့ခွန်ရှိ၉တုံညာလုံးမိုင်ကို၄ပူ၃ပူနှစ်ပူ၁ပူ ਨੇ ပရိ၅ပရိလေပရိ၃ပရိနှစ်ကျွန်တော်ရိုက်ပြတဲ့ပရိ၅ပရိလေပရိ၃ပရိနှစ်၅လေး၃နှစ်ဖြစ်စဉ်ကိုကျွန်တော်တို့ကရိုက်ဖို့အတွက်နော်အဒီမှာ၄ပူ ਨੇ ဓမ္မကံမှာ၄ဘူးနဲ့ပရိင္ဃာဒုတိယကံမှာ၃ဘူးနဲ့နော်၃ဘူးနဲ့ပရိလေးပရိပရိင္ဃာပရိလေး၄ဘူး၃ဘူးပြီးတော့တတိယကံမှာ၂ဘူးနဲ့နော်၂ဘူးနဲ့ပရိ၃၅၄၃နော်၂ဘူးနဲ့ပရိ၃ပရိင္ဃာပရိလေးပရိ၃ပရိ၄၄ဘူး၃ဘူး၂ဘူးပြီးတော့ လေးဘူးသုံးဘူးနှစ်ဘူးပြီးတော့ပြစ်ဘူးနဲ့ဗိနှစ်နော်၅၄၃နှစ်မင်းသားတကယ်ချင်းနေရှင်းပါပါနော်ဒီမှာလေးဘူးနော်နှစ်ထိပ်လို့ကြဦးရဲ့နောင်နဲ့မှာလေးဘူးနဲ့ဗိ၅၄ဘူးပြီးတော့သုံးဘူးပေါ့နော်ဒုတိယကပ်ဦးရဲ့နောင်နဲ့မှာသုံးဘူးနဲ့ဗိ၅ပြီးဗိ၄တတိယကပ်လေးဘူးသုံးဘူးပြီးတော့နှစ်ဘူးနဲ့ ပရိတ်ငါးပရိတ်လေးပြီးတော့ပရိတ်သုံးအလေးဘူးသုံးဘူးနှစ်ပူးပြီးတော့ကျွန်တော်တို့ကတစ်ပူးနဲ့ပရိတ်ငါးပရိတ်လေးပရိတ်သုံးပရိတ်နှစ်ငါးလေးသုံးနှစ်ဆိုတဲ့ဒီဖြစ်စင်မှာတစ်ပူးနဲ့ပရိတ်နှစ်ဆိုတော့တစ်တစ်သုံးညာအာတစ်တစ်သုံးညာအာကိုမဖြစ်မနေဇာတို့တစ်ချင်းဖြစ်မွေးပါနော်လေးခါရတော့လက်ဆောင်ပေါ့နော်လေးထိုင်ကိုလည်းတွဲပြီးတော့မွေးပါနော်လေးထိုင်ရင် တိတဆေအားရဲ့ကျွန်တော်ငယ်ချင်းဒီကြုံတွေ့နေရတဲ့ဘဝအမောတွေကနေပြေးလည်နိုင်စီဖို့ကျွန်တော်မင်းတတ်တမဖြစ်မနေထွက်ရမယ့်ဇာတို့မွေးကနန်းတိတဆေအားနဲ့လေးထွိုင်ကိုလိုင်းမော်ကိုတင်ပြပေးလိုက်ပါတယ်ဟုတ်ကျွန်တော်မင်းတတ်တာပါ